ကစားသမားဘွားတခြားမက်ဆီအကြိုက်ဆုံး twin goal အင်တာမိုင်ယာမီဝါရဲ့တိုက်စစ်မှုမက်ဆီကတော့သူ့ရဲ့ကစားသမားဘွားတတ်တန်တခြားမှာတော့အကြိုက်ဆုံး twin goal အဖြစ်2009ခုနှစ်ကချန်ပီယံလိဘောလုပွဲမှာ Manchester United အသင်းစီကို twin ယူခဲ့တဲ့ခေါင်းတိုက်ကိုကိုရွေးချယ်ခဲ့ရပဲဖြစ်ပါတယ်အသက်38နှစ်ကျော်ပြီဖြစ်ခဲ့တဲ့ Argentina လက်ရွေးစင်အသင်းကောင်းဆောင်မက်ဆီကတော့ကစားသမားဘွားတတ်တန်တခြားကလပ်အသင်းတွေနဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက်ဂိုးပေါင်း184ဂိုးအထိကို twin ယူထားခဲ့ရပဲဖြစ်ပါတယ်မက်ဆီက ESPN သတင်းဌာနနဲ့တွေ့ဆုံရမှာတော့ကစားသမားဘွားတခြားအကြိုက်ဆုံး twin goal ကိုရွေးချယ် ယ်ခဲ့ပြီးတော့2009ချန်ပီယံလိဘောလုပွဲမှာ Manchester United အသင်းဘက်ကိုသွင်းယူခဲ့တဲ့ဂိုးကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။2009ချန်ပီယံလိဘောလုပွဲမှာတော့ Barcelona နဲ့ Manchester United အသင်းတို့တွေ့ဆုံခဲ့ပြီးတော့ Barcelona အသင်းက2-0နဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပွဲချိန်ရဲ့ပွဲချိန်90မိနစ်မှာတော့ Messi က Barcelona အသင်းအတွက်အနိုင်သေးချစေမဲ့ဒုတိယဂိုးကိုခေါင်းတိုက်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ Messi ပြောခဲ့တာကတော့ကျွန်တော်ကဂိုးပေါင်းများစွာကိုသွင်းယူပူးခဲ့ပါတယ်။အဲ့ဒီဂိုးတွေထဲမှာပိုလှတဲ့ဂိုးတွေရှိသလိုပိုပြီးအရေးကြီးတဲ့ဂိုးတွေလည်းရှိပါတယ်။ဒါပေမဲ့ Champions League ဘောလု ူးပွဲမှာတော့ Manchester United ဘက်ကိုတွေးယူခဲ့တဲ့ခေါင်းတိုက်ဂိုးကတော့ကျွန်တော်တို့အမြဲတမ်းအကြိုက်ဆုံးဂိုးဖြစ်နေမှာပါလို့ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။